ရူဟင်ဂျာဆိုတဲ့နာမည်ကအစပေါ်လေကျွန်တော်တို့ရခိုင်နဲ့မြန်မာလူအဖွဲ့အစည်းထဲမှာအာတော်တော်ကို sensitive ဖြစ်ကြတယ်အဲဒီရူဟင်ဂျာဆိုတဲ့နာမည်ကတော့အပြင်ဘက်ကလူတွေကအာလူအခွင့်အရေးရှူတောင်းကနေပြီးမှအာဒါလူမျိုးတစ်မျိုးဟာကိုကြိုက်တဲ့နာမည်ကိုခံယူလို့ရပါတယ်ဆိုပြီးမှအာဒါလက်ခံထားကြတယ်အဲကျွန်တော်တို့လည်းအဲရှင်းရှင်းလင်းလင်းဆိုရင်တော့အာလူအခွင့်အရေးနဲ့အညီ အဲခေါ်တာကိုညင်းစရာတော့မရှိပါဘူးသို့တော်လည်းပဲဒီနမီအေကိုဟိုတုံးဆက်လာပြီးမှဒီတမိုင်းဆိုင်ရာ narrative တွေကိုပုံဖော်တဲ့အချိန်မှာကြတော့ကျွန်တော်တို့ရခိုင်ဒေတာရဲ့ဟိုတမိုင်းဆိုင်ရာမှန်ကန်မှုတွေကိုဟိုဖုံးကွယ်မဲ့ဟိုအာထုံးမှုတွေအဲပြောဆိုမှုတွေအဲပါလာတယ်အဲ့ဒီမှာကျွန်တော်တို့ဖက်ကဒီရခိုင်တွေဖက်ကလည်းအဲစိုးရိမ်မှုတွေအများကြီးဖြစ်လာတာပေါ့အာ ကျွန်တော်ကဒီကိစ္စကို dependent တစ်ဖက်နားလည်မှုဟိုါပေါ့အမျိုးမျိုးထင်ပြီးမှအကျေကျေနဲ့ညှင်းခုန်ကြရတယ်ဖြစ်အောင်တော့မပြောလို့ဘူးသို့တော့ကျွန်တော်တို့ပြောတာကအာနိုင်ငံရေးအရဆိုရင်အဲရိုဟင်ဂျာလို့ပဲခေါ်ဖို့ဘင်္ဂလီလို့ပဲချစ်တကောင်းဒီယန်လို့ပဲခေါ်ဖို့ရခိုင်ဒေသကိုရောက်လာတဲ့ရခိုင်ပြည်သားတယောက်ဆိုရင်ရခိုင်ပြည်သားတယောက်ရဲ့နိုင်ငံသားအခွင့်အရေးကရရမှာပဲအဓိကအရေးကြီးတာက ကျွန်တော်တို့လူအဖွဲ့အစည်းနှစ်ခုဒီညင်းချမ်းစွာတဟဇာတာရှိရှိနေထိုင်ဖို့ဆိုရင်ကျွန်တော်တို့ဘက်ကလည်းဥပဒေနဲ့အညီအဲဒီအတိမတ်ပြုမှုတွေကိုအာဒီတာဝန်ယူမှုတာဝန်ခံမှုနဲ့အဲလက်ခံဖို့အတွက်တစ်ဖက်ကလည်းဒီယူသားစွာနဲ့အဲဒီအာတမိုင်းဆိုင်ရာအာဒီဖန်တီးမှုတွေပြောဆိုမှုတွေကိုဒီ acknowledge လုပ်ဖို့တော့လိုအပ်တယ်အဲ့ဒါကတော့အဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ အာအာခိုင်တွေကအဝေတာလီခစ်မှာဘလို့ဖြစ်တယ်ဆိုတော့အာငါတို့ကမင်းတို့ထက်စောပြီးမှဝေတာလီခစ်မတိုင်ခင်ကတည်းကရောက်နေတာအာဒီလောက်ဟိုအိန္ဒိယသမုတ်တရားနဲ့ဒီဘေးအော့ဘန်ကောမှာလူဦးရေတန်း400ကျော်နေပြီးမှမြစ်ကလေးတစ်ဖက်ဒီဖက်ကိုကူးလိုက်တာနဲ့ဘင်္ဂလီဆိုတာတယောက်မှမရှိတော့ဘူးအာဒီအဘာဖြစ်အဲ့လိုမျိုးအနေထားတွေပေါ့လေနော်ငါတို့ကဟို800စုကနေရောက်လာတဲ့ RL လူမျိုးတွေဖြစ်ပါတယ်ဆိုတော့ဒီ logical လည်းမရှိဘူးတမိုင်းထောက်ထားလည်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့ရခိုင်တွေကဒီကိုယ့်ဘာကိုမကာကွယ်နိုင်ပဲနဲ့ဟိုနိုင်ငံရေးအရာလည်းပြိုလဲနေတဲ့အချိန်မှာအာကျွန်တော်တို့ကိုဟိုဘယ်လိုပြောမလဲနှစ်ပေါင်းထောင်ချီပြီးမှ နိုင်ငံနေနဲ့နေလာတဲ့လူမျိုးတွေကိုဟိုဟိုဘယ်လိုပြောမလဲ identity အရာရောနေမီအရာရောစိန်ခေါ်ပြီးမှ ကြိုင်ဆိုင်တွွင့်လာတဲ့ပုံစံမျိုးတွေကိုတော့မလုံမိဖို့လိုတာပေါ့အဲ့လိုမျိုးလုံနေမယ်ဆိုရင်ကျွန်တော်တို့အခုကြိုးစားနေတဲ့အဲနဖက်လူအတိုင်းဝိုင်းအဖွဲ့စည်းကြားမှာဒီအမ်ဒီဟာမိုနီဖြစ်မယ်အဲစီစီလုံးလုံးနဲ့တည်ငြိမ်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်မယ့်လုပ်ငန်းတွေကိုအဲ့ဒါပြောဆိုမှုတွေတောင်းဆိုမှုတွေကတော့အထောက်အကူပြုမယ်မဟုတ်ဘူးကျွန်တော်တို့ဘက်ကလည်းသဘောထားကြည်ပြီးမှအာတင်းမြတ်ရှ िख ခင်အောင်စီလုံးဖို့လိုတယ်လို့တစ်ဖက်ကလည်းယူတာပြီးမှအာတည်ငြိမ်တဲ့အနာဂတ်ကို ရှာဖွေဖို့ပူပေါင်းဆောင်ရွက်ဖို့တော့လိုတာပေါ့အဲဒါဟိုဒီထက်ပိုပြီးမှရှင်းပြဖို့လည်းလိုပါအောင်မယ်အဲအဲ့တော့ကျွန်တော်ဒီနေ့မှာတော့ဒီမေခွန်းပေါ်မှာဒီလောက်ပဲတုံ့ပြန်ပြရစီ